အခုတင်ဆက်ပေးမယ့်သတင်းကတော့ယနေ့စတင်ဖြတ်တန်းခွင့်ပြုခဲ့တဲ့လှန်ရန်ကုန်းကျော်တရာအစင်းမှာရေကြောပိတ်ဆို့မှုအချို့ဖြစ်ပွားခဲ့တဲ့ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အရှေ2509ပေးရှိတဲ့လှန်ရန်ကုန်းကျော်တရာကို April 10ရက်နေ့မနက်6:00နာရီကစပြီးဖြတ်တန်းခွင့်ပြုလိုက်ရာယနေ့မနက်ပိုင်းကတရာအစင်းတွေမှာရေကြောပိတ်ဆို့မှုအချို့ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ရန်ကုန်ပြည်လမ်းပေါ်ဖြတ်တန်းမဲ့ရေများအလုံးတရာပေါ်မှာဖြတ်တန်းသွားလာခဲ့တာကြောင့် တရားအစင်အတက်နှစ်ဖက်စလုံးမှာရင်ကြောပိတ်ဆို့မှုဖြစ်ပွားနေတာဖြစ်ပါတယ်အဲအခုကြီးကအခုတကားဖွင့်လိုက်တော့ဒီလက်လက်ကိုတရားကြီးဖွင့်လိုက်တော့ကြောက်သွားလာလဲအစင်ပြေတယ်ကားရည်လည်းသွားလာရှင်းစင်ပြေပါတယ်အရင်ကဆိုတော့နမိဒါမပြီးခင်တော့ဆောက်ရတော့ဘောနော်လိုက်ကောလည်း5မိနစ်တော့ဆောက်ရတယ်အခုကျတော့သွားလာလာအစင်ပြေတယ်တို့ကြတားကြီးလည်းသွားလာကားသမားကြီးလည်းအစင်ပြေပါတယ်တရားမဆောက်ခင်ကလည်းဆောက်ရတာပဲအခုလည်းတရားဆောက်တရားဆောက်ပြီးွားရင်စီလဲလမ်းအခုကြက်နေတာပဲလေဘာအတွက်ကြက်နေတာလဲတော့မသိဘူးတိတ်တော့ခွာရမယ်လို့မထင်ဘူး ကျွန်တော်တို့ကတော့ထင်တယ်ဒီသဒ္ဒါပြီးွားအတွက်မီနီကုန်းပြီး point တို့ဒီဟန်နော်ဒီ point တွေမှာသွားပြီးချက်မှာပဲဒီလိုမျိုးပဲဖြစ်မယ်နဲ့ထင်တယ်ဒါအခုဒါဆိုမသိရတူမသိသေးဘူးသဒ္ဒါဖွင့်တာအောင်နောက်သိသွားလို့သဒ္ဒါဆက်သွားပြီးကားရအများကြီးလာကြမယ်ဆိုရင်ဒီလိုပဲဆိုးမှာပဲဒါအခုမသိတော့မသိသေးဒီနေ့10နိုင်မှဖွင့်တယ်လို့ပြောတန်ကြတယ်ကျွန်တော်လည်းဖြတ်ကြည့်ကြည့်တာပေါ့နော်ဟုတ်ဒီလိုမျိုးဆိုလို့ရှိရင်ဒီဒီဒီလိုမျိုးဖြစ်နေမှာဆိုရင်အခက်ခဲရတော့အရင်နဲ့တိတ်မကွာဘူးလို့ထင်တာပဲ တထားအစဉ်နနတော်မီပွိုင်မှာရင်ကြောပိတ်ဆို့မှုများမရှိစေရေးအတွက်လည်းနနတော်မီပွိုင်ကိုဧပြီ10ရက်နေ့ကနေစတင်ပြီးဖြုတ်သိမ်းသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးကျိုးမဲ့ကျင်းနဲ့ရင်ထင်းရဲတပ်ဖွဲ့မှုရုံမှရဲမှူးတာထေးကဧပြီလ9ရက်နေ့ကကျင်းပတဲ့လှည်တဲ့ကုန်းကျော်တရားနဲ့ပတ်သက်တဲ့အစာနယ်ဇင်းရှင်းလင်းပွဲမှာပြောကြားခဲ့ပြီးဖြစ်ပါတယ်အဆိုပါလင်းလင်းကုန်းကျော်တရားဟာတမ္မနီရမနဲ့တန်ကူကွန်ကရစ်တရားမျိုးစားဖြစ်ပြီးရင်းသွားလန်းအကျယ်44ပေ၈လက်မှပလက်ဖောင်းအကျယ်3ပေ2ဖက် တရားအကျယ်ပေ58လက်မှတရားအောက်ကင်းလုံးအမြင့်78ပေရင်တစည်းချင်းခွင့်ပြုတန်ချိန်တန်60နဲ့ရင်သွားလန်းအကျယ်စုစုပေါင်း68ပေရှစ်လက်မှရှိတဲ့တရားတစ်စင်းဖြစ်ပါတယ်တရားအတွက်ကုန်ကြစည်စုစုပေါင်းပမာဏတွက်ချက်မှုတွေအရငွေကျပ်14.48ဘီလီယံရှိတယ်လို့လည်းသိရပါတယ်ရှင်